အဲ့တော့တစ်ချိန်တော့အဒီဝရရဲ့ခြေစူးစကားတွေပြောခဲ့လို့ခုချိန်ပြောလို့ရှင်သူ့မှာတက်တော်ပါမလားရှေ့တကားနောက်တကားမညီဘူးများဖြစ်နေမလားဆိုမြတ်စွာဘုရားသူ့ကိုတခွန်းနဲ့မေးလိုက်တာသာရိပုတ္တရာအဲ့တုန်းကပြောတာဒီဝရကိုတကူကြီးတယ်လို့ပြောတာ အမှန်ပြောတာပဲမဟုတ်လားဟုတ်ပါလေအမှန်ပြောတာပါအခုကလည်းအမှန်ပြောတာပဲတဲ့ပြောတာပြော နော်ခုခေတ်လူတွေကစကားရှေ့စကားနောက်စကားမကြီးမသာကြိုက်တာကြောက်တာလေအမပြောဖို့ကြတော့မဟုတ်တာပြောဖို့ကြတော့မကြောက်ကြဘူးကိုယ်စကားကိုရှေ့စကားနောက်စကားမကြီးမသာကြောက်ကြတာလေတကယ်ကတော့ရသော်ဘုရားကရှင်းရှင်းလေးပြောတာဟိုတော့ပြောတာလေမှန်တာပဲမဟုတ်လားမှန်တယ်အခုပြောတာလေမှန်တာပဲဟိုတော့အခြေအနေနဲ့အခုအခြေအနေမတူဘူးလေ ဟိုတော့ပြောခဲ့လို့အခုမပြောရဲဘူးဆိုတာဒါမဟုတ်ဘူးဟိုတော့ကဟိုတော့ကအခြေအနေနဲ့ပြောရတယ်အခုကလည်းအခုအခြေအနေနဲ့ပြောရမယ်ဆိုတာရှင်သာရိပုတ္တရာကိုအဲ့လိုပြောလိုက်တော့ရှင်သာရိပုတ္တရာမြတ်စွာဘုရားမေးရှိတဲ့အတိုင်းပဲလက်ခံပြီးတော့မြို့ထဲမှာကြောညာလိုက်ပြီးတော့ပြောရတယ်အဲ့ဒါကိုပကတိယကံပြုတယ်လို့ခေါ်လူတွေသိအောင်ဒါပါလုံးလုံးဝတာတော့ဆိုဒီဝရကမဟုတ်တာတွေလုံးတော့ မကြပါဘူးအစာတက်တက်ကိုသူကစီယုံပြီးတော့ပါလောက်ခိုင်းတော့ဆိုမင်းသားတဲ့မင်းသားရဲ့ဖေကလည်းအသက်ငယ်သေးတယ်တဲ့ဟောအသက်ငယ်သေးတော့မင်းအိုမထိနှံကိုရလိုက်မယ်တဲ့အဲ့တော့မင်းဖေကိုတတ်ပြီးမင်းစောစောမင်းဖြစ်အောင်ကြိုးစားရမယ် သူမဟုတ်တာတွေပြောလာပြီလေထိနှစိတွေကိုလူပြီးတော့ခဏိခေလူတွေဟာဟိုတတန်သိရှိကြတာမဟုတ်ဘူးတဲ့မင်းရဲ့ဖေကလည်းငယ်သေးတယ်အဲ့တော့မင်းဟာမင်းမဖြစ်ပဲတည်သွားနိုင်တယ်ပေါ့အဲ့တော့မထူးမင်းဖေကိုတတ်ပြီးတော့ထိနှန်းကိုရအောင်ယူပေါ့လို့ပြောတော့ဒါသူတိုက်တွန်းတာလေမဟုတ်တဲ့အလို့ဆလုပ်ပြီ လို့တော့အစားတသားကပြောတယ်တပည့်တော်တို့မင်းမျိုးတွေဟာသွေးမြေပေါ်မကြရဘူးပေါ့ဒါနဲ့သတ်လို့မဖြစ်ဘူးညင်းသေးတယ်သို့သောဒီဝရကတိုက်တော်တဲ့အခါကျတော့မင်းသားကအချိန်နေကြည့်ပြီးတော့တမြောင်ကိုပေါင်မှာစီးပြီးတော့ပေမိတာမင်းကြီးနေတဲ့နန်းဆောင်ထဲကိုဝင်တာနော်လှုပ်ချံမှုရာ ခုခေတ်တော့တဏ္ဍနဲ့ဝင်မှာပေါ့အဲ့တော့ဓမြောင်နဲ့ဝင်တာပေါ့ဓမြောင်ခြေပြီးတော့ဝင်တာသို့တော့မင်းသားပဲဖြစ်ဖြစ်ပြီးပြားပဲဖြစ်ဖြစ်ဘရင်ခန်းကိုခွေပြည့်ဝင်လို့မရဘူးလေအဆောင်နေရှိတယ်ကိုရံတော်နေရှိတယ်အဲ့သူမင်းသားဝင်လာတာမြင်တော့ကိုရံတော်တက်တယ်ဖမ်းလိုက်တယ်သူဖမ်းလိုက်ပြီးတော့မေးတာပေါ့ ပေးပြီးတော့ဆစ်ဆေးတဲ့အခါကျတော့ပေါင်မှတမြောင်တွေ့ရှာပွေလိုက်တဲ့အခါလက်နဲ့တွေ့တယ်ပေါ့နော်အဲဘာလို့မလို့နေသူ့ကိုဆစ်မေးတဲ့အခါကျသူ့ဖေကိုတတ်မလို့ပေါ့တုတ်ကြံတက်ဖြတ်ပြီးထိနှံ့ယူမယ်လို့ဆိုအဲ့တော့ဘုရင်ရဲ့အမှုတန်းတွေကဟာတာရာဇဝမှုပဲဆိုပြီးတော့သူ့ရေးကို တိုင်ပင်ဆွေးနွေးကြတယ်ဟာဒီပြစ်မှုကြီးဘယင်ကိုလှုပ်ကြမဲ့ဆိုတဲ့နန်းတွင်လှုပ်ကြမှုကြီးကိုကျူးလွန်မှာမင်းသားလည်းတတ်ရမယ်တည်ရန်ပေးရမယ်ဘယ်သူကခိုင်းတာတော့လို့ပြောတော့သူကဒေဝရက်ကခိုင်းတာလို့ပြောတယ်အဲ့တော့မင်းသားလည်းတည်ရန်ပေးရမယ်ဒေဝရက်လည်းတည်ရန်ပေးရမယ်ရဟန်းတွေလည်းတည်ရန်ပေးရမယ်ဆိုပြီးတော့အဲ့လိုပြစ်ပြစ်ဒဏ်ချဖို့ရတယ် တရားပဲဆိုင်ရာအမှတ်တွေကဆုံးဖြတ်ကြတယ်။ဆွေးနွေးလိုက်တဲ့အခါအဲ့လိုပြေထုတ်တယ်။တော့အုပ်စုတစုကထပြီးတော့ပြောတယ်။ဒါကရဟန္တာကတွေနဲ့မဆိုင်ဘူး။တနေ့ကပကတနိယကံပြုတ်သွားတယ်။ဒေဝရလုဒ္ဓသူတို့နဲ့မပတ်သက်ဘူးဆိုတာပြောထားပြီးသားပဲ။အဲ့တော့မင်းသားနဲ့ဒေဝရနှစ်ယောက်ပဲတည်ရမေးရ။ရဟန္တာကတွေနဲ့မဆိုင်ဘူး။ အဲ့ဒီအချက်ကိုမြင်လို့ဗျာဆောဗျာကပက္ခသနိယကံလောက်ခိုင်းတာဒီနှုတ်ဆိုဒီရာဇဝမှုကြီးကရဟန္တာငါးရဲ့အကုန်သိမ့်နော်ရဟန္တာငါးရဲ့တန်ခါအဖွဲ့အစည်းကြီးတစ်ခုလုံးပြည့်အောင်အဲ့ဒီလိုမရောက်အောင်လို့မြတ်စွာဘုရားကြိုတင်ကာကွယ်တဲ့အနေနဲ့ဒီလိုစီမံခဲ့တာဖြစ်တယ်စီမံလိုက်တာဖြစ်တယ်နောက်အုပ်စုတစ်ခုကတော့ဒါ ကျွန်တော်တို့အနေနဲ့ဘာမှဆုံးဖြတ်ချက်မချကြနဲ့ဒီကျိုးကြောင့်တွေကိုဘုရင်မင်းကြီးစီတန်တော်တွင်ရမယ်ပေါ့ဘုရင်အမိတ်ခံမယ်ဘုရင်အမိတ်နာခံမယ်ဘုရင်စီမံတဲ့အတိုင်းဆောင်ရွက်ကြမယ်ဆိုပြီးတော့ကျိုးကြောင့်ဘုရင်စီတရင်ပို့တဲ့အခါကျတော့ဘုရင်ကြီးကဘလို့ဆုံးဖြတ်ကြတော့လို့မေးလိုက်တဲ့အခါခုနလိုဆုံးဖြတ်တဲ့ပုံကိုယ်တွေ ဘယစီတဏှုတင်ပြီးအမိတ်နာခံမယ်ဆိုတော့အမတ်တွေကိုရာထူးတိုးပေးလိုက်တယ်။ဒီဝရယောအစတတယောယဟန်နေယောတတ်မယ်ဆိုတော့အဆူပြူတဲ့အမတ်တွေကုံရာထူးဖြုတ်ပြစ်တယ်။နော်။ဒီဝရနဲ့အစတတသာတတ်ရမယ်ဆိုတော့အမတ်တွေလည်းကုံရာထူးလျှော့ချလိုက်တယ်။ ဘရင်ရှောက်ဘရင်စီတဏှာဥတင်ပြီးဘရင်ခိုင်းတဲ့တဲ့လုံးမယ်ဆိုတဲ့အမှတ်တွေရရုတုတ်ပေးလိုက်။နေခြင်းညာခြင်းဒီအမှုကိစ္စရရုပြုတ်တဲ့လူတွေပြုတ်ရရုတက်တဲ့လူတွေတက်နဲ့အဲ့လိုဖြစ်သွားတယ်။နတ်တွေမှာရှုပ်ထွေးမှုတွေဖြစ်သွားတယ်။ဘရင်ကြီးကိုယ်တိုင်မင်းသားကိုမေးတယ်။ဘာဖြစ်လို့ငါ့ကိုတတ်ချင်တာလဲ။ဆိုဘရင်ဖြစ်ချင်တယ် အပရင်ဖြစ်ခြင်းငါပေးပါတယ်ဆိုပြီးတော့ဘီရင်ကြီးအဆင်းပေးလိုက်တယ်သူ့သားကိုထိနှက်လာလိုက်တယ်သားကိုချစ်တာဟုတ်သူကနော်ဖေးကိုအလိုက်တာသူသူသူ့သားကိုပဲထိနှက်အပ်ပြီးသူကဆင်းပေးလိုက်တယ်အဲ့ပြဒနာအဲ့လောက်နဲ့နောက်ဆုံးကျတော့မပြီးဘူးပေါ့နော်တေဝရကအဲ့ မင်းတည့်ရနေရနေဘယင်ကမင်းစီကအာနာပြန်သိမ့်နေမယ်အပြတ်ဖြတ်ဆိုတာဖြစ်လာတဲ့အခါထောင်းသွင်းခြင်းချနောက်ဆုံးတပ်ဖြတ်ခြင်းတရားခံလိုက်ရတယ်လေအဲ့ဒီလိုသူ့ရဲ့အကြံဉာဏ်တွေကသိုးဝတောင်းချမ်းလာတဲ့မကောင်းတဲ့အလုပ်တွေနိုင်ငံတော်လုံးချမှုကြီးထီအောင်ယာရုအာနာထီအောင်တော်တိုက်တော်နှိုးဆော်ပြီးတော့ဒီလိုပါဝင်ပတ်သက်လာတော့ ရှင်ဒီဝရရဲ့လောရတေဟာအလွန်ကြွညိဖြစ်လာအဲ့ဒါနေမကဘူးလေးသမားတွေလွတ်ပြီးဖရာကိုတတ်ဖို့လုပ်ပြန်တယ်ဒါလာဂီရီရှင်ကြီးလွတ်ပြီးတော့ဖရာကိုတတ်ဖို့ကြိုးစားတယ်ကြောက်တုံးလိမ့်ချပြီးဖရာကိုတတ်ဖို့ကြိုးစားတယ်အမျိုးမျိုးသူ့ရဲ့လောရတေဟာမြတ်စွာဘုရားအပေါ်မှာအညိုကြီးစွာနဲ့သူကလုပ်ခဲ့တယ်ဘာကြောင့်အညိုကြီးတော့ဆိုတော့ အဇတတကကြီးညိုကိုွယ်လို့ဘုံတို့ဘုံတို့ကိုကြီးမာပြီးလက်သက်ပကရိပေါ်ပြတဲ့အခါမှာရသော်ဘုရားကိုအရှင်ဘုရားအသက်ကြီးပါပြီယန္တန်ဃာရီတောင်းတော်သူလွှဲပါလို့တောင်းတော့ကရသော်ဘုရားသူ့ကိုစကားတခွန်ပြောလိုက်တယ်အဲ့ဒါကိုနာချီးသွားတယ်ထပ်ပြီးတော့နော်ခွင့်မပြုတဲ့အပြင်ဘုရားကပြောတော်ဆိုသာရိပုတ္တရာတို့မောကလန်တို့လိုအကြီးချင်းရှိတဲ့ပုဂ္ဂိုလ်တွေတောင်း တန်ခါတောင်းကိုမလွှဲတာတဲ့သူ့ကိုတုံးလိုက်တာသူများထွေးတဲ့တတွေးကိုမျိုးတဲ့မင်းတို့လူစားမျိုးကိုဘယ်မှာလွှဲမလဲဒီစကားလေးပါပါတယ်တခါတရံကြတော့မြတ်စွာဘုရားမိတ်ကြားလိုက်တဲ့စကားလေးတွေဟာဟိုတပည့်သားကိုထိခိုက်သွားစေတယ်အဲ့တော့မြတ်စွာဘုရားကဒီလိုတပည့်သား နာကြီးစေတတ်တဲ့စကားမျိုးတွေကိုပြောသလားလို့ဆိုသူကတကုံထဲမှာဆိုရင်မြတ်စွာဘုရားအေးမှန်လဲမှန်တယ်အကျိုးလဲရှိတယ်ဆိုလို့ရှိရင်သူကြိုက်ကြိုက်မကြိုက်ကြိုက်ပြောရတယ်ဒါအဲ့ပြောလိုက်တဲ့စကားတွေကဒေဝတ္တဆိုလို့ရှိရင်လေခါခါတီတီမုန်းသွားတယ်ဒီစကားကြောင့်နောက်မာဂဏီကြည့်ပါလားမာဂဏီလဲရိုးရိုးပြောလိုက်လဲဖြစ်သားပဲ မပြောဘူးလိုထိအောင်ပြောလိုက်တော့ဆိုရင်ပြင်မဲ့ကအလှပကြီးခြေထားတဲ့မစင်အိုးကြီးတို့ငါခြေထောင်းနဲ့တောင်မထိချင်ဘူးလို့ခြေပြားလေးနဲ့တောင်မထိချင်ဘူးဆိုတော့ဝနာကြီးသွားတယ်။နော်အဲ့ဒီစကားလေးတွေဟာဒီဘာကြောင့်မြတ်စွာဘုရားကဒီလိုနာတစ်ဖက်သားကြိုက်သည်ဖြစ်စေမကြိုက်သည်ဖြစ်စေပြောတယ်လေလို့ဆိုရင်တစ်ဖက်ကတော့အကျိုးရှိတဲ့ အရာရှိတယ်သူ့အတွက်မှာတော့အန္တရာယ်ဖြစ်စေသွားတယ်ကိုယ့်အတွက်ဘယ်တော့ပဲအန္တရာယ်ဖြစ်ဖြစ်ဒီစကားမျိုးပြောထားခြင်းအားဖြင့်မြတ်စွာဘုရားဒီလိုအလုပ်မျိုးဒီလိုအတွေးမျိုးနောက်ထပ်ယဟန်နေမပေါ်စေခြင်းဘူးပေါ့နော်မပေါ်စေခြင်းလို့စကားကိုနင်းနင်းနာနာပြောဆိုလိုက်တာဖြစ်တယ် အကျိုးမရှိပဲတော့မြတ်စွာဘုရားမပြောဘူးအကျိုးရှိမှပြောတယ်အဲ့ခုနတော့မာဂဏီတော့ပြောလိုက်တာသမီးကတော့ယဉ်နဲ့အောင်စိတ်ဆိုးသွားပြီမဲ့တို့အမေနဲ့အဖေကတော့တရားရသွားတယ်အကျိုးရှိသွားတယ်အဲ့ဒီအကျိုးရှိလို့ပြောလိုက်တာဒေဝတန်နဲ့ပတ်သက်လာတဲ့အခါကျတော့အဖြေထုတ်တာတော့မရှိပြီမဲ့တို့တွေးကြည့်မဲ့ဆိုလို့ရှိရင်ဒီလိုယဟန်ဆိုမျိုးတွေနောက်ထပ်မပေါ့အောင် မြတ်စွာဘုရားဒီစကားလုံးကိုသုံးလိုက်တယ်လို့သူများတီထောင်ထားတဲ့တပြိသားမီးရဲ့တောင်းကိုယူခြင်းနဲ့ဆိုတာသူများထွေးတဲ့တတွေးကိုမျိုးတဲ့ပုံကောင်နဲ့တူတယ်ပေါ့အဲ့ဒီအသေးပဲမျိုးပြောလိုက်တာနောက်ဒီလိုပုံကောင်မျိုးတွေမပေါ်အောင်ဟန်တာလိုက်တာလည်းဖြစ်နေတရားအဲ့ဒီအကျိုးမျိုးကိုမျောကိုပြီးတော့မြတ်စွာဘုရားတောက်ကင်ဆွဲထားဖြစ်မယ်